မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ30ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်နောင်ချုံမြို့နယ်ကြောင်မဲမြို့နယ်နဲ့မုံမိတ်မြို့နယ်တို့မှာတိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီးတော့ DNL ကအကြမ်းဖက်စစ်ကောင်စီရဲ့ကင်းစခန်းနဲ့လက်ကျန်စခန်းများကိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိရာတနက်ဆက်တက်လက်သိမ်းရှိရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇူလိုင်လ29ရက်နေ့မိုးမိန်မြို့မှာတောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်ရဲခမရ348တပ်ရင်းတို့တိုက်ပွဲဖြစ်ွားခဲ့ရာအကြမ်းဖက်စစ်ကောင်စီတပ်ရဲအဝေးကင်းစခန်းတစ်ခုကိုတောင်တပ်မတော် DNL ကသိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မိုးမိန်ဘူဟာဂုံးကိုလည်းဇူလိုင်လ29ရက်နေ့ညနေ9:00နာရီခွဲအချိန်ကမှတောင်တပ်မတော် DNL ကစစ်စင်ရေးပြုလုပ်လျက်ရှိပြီးတော့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်စက္ကခ27ခလရ348တို့နဲ့တိုက်ပွဲဖြစ်ွားခဲ့တယ်လို့သိရပါတယ်။အလားတူ မယ်ကြောင်မဲမြို့နယ်မှာလည်းအကြက်ဘက်စစ်ကောင်စီတက်ရဲခမရ900နှစ်တပ်စခန်းကမန်အောင်ဖုံးတော်ကြီးကျောင်းဘက်ကိုဇူလိုင်လ29ရက်နေ့မနက်7:00နာရီကနေ7:00နာရီအထိကိုဟောင်ဝဲစာလက်နက်ကြီးတွေနဲ့အလုံး30ခန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့စစ်စင်ရေးကုကဲမှုဌာနချုပ်စကခတ်1လက်အောက်ခံခမရ900တဲ့နဲ့900နှစ်မှာရှိတဲ့လွဲခွန်တောင်နဲ့တာဝါတိုင်းစခန်းကုန်းများကိုတောင်းတက်မတော် DNL ကတိုက်ပွဲဆင်နွှဲခဲ့ရာ ဇူလိုင်လ29ရက်နေ့ညနေ9နာရီအချိန်ကမှနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီရဲ့လက်ကျန်စခန်းများကိုလိုက်လံရှင်းလင်းရမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့တနက်ဆက်တက်လက်တိမ့်စီရမိခဲ့တယ်လို့သိရပါဗျ။နောင်ချုံမြို့နယ်ရေပြူဖုံးကြီးကျောင်းအနီးမှာလည်းတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်ဟာရေပြူဖုံးကြီးကျောင်းကတောင်းတမရတီအန်အလီတပ်ဖွဲ့ဝင်များတိရှိရာဘက်ကိုထိုးစစ်ဆင်လာခြင်းကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။နောင်ချုံမြို့ကိုတောင်းတမရတီအန်အလီကတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရှမ်းပြည်နယ်ကြောင်မဲမြို့မုံမိတ်မြို့နယ်မန္တလေးတိုင်းမိုးကုံမြို့တို့မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲများအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ထံကနေပြီးတော့လက်နက်80ကျော်နဲ့စစ်တုံးပန်းအယောက်20တို့ကိုဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကြောင်မဲမြို့မှာတောင်းတံမတော် DNL နဲ့အကြမ်းဖက်စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတော့တပ်မ71ခမရ901စခန်းက လက်နက်38လက်နဲ့စစ်အုံဆောင်ပစ္စည်းများကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်ကောင်စီတပ်သားများထံကနေပြီးတော့တင်စီရမိထားတဲ့လက်နက်များဟာ MA1 6လက်၊ MA2 2လက်၊ MA3 35လက်၊ MA11 6လက်၊ M22 တလက်၊ RPG တလက်၊45မမတလက်၊60မမတလက်၊ Pistol တလက်အပြင်စကားပြောဆက်ကြီးစံများနဲ့စစ်အုံဆောင်ပစ္စည်းများကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။ဒါအပြင် မိုးကုံမြို့နောက်ပိုင်းမှာရှိတဲ့ဖြူရောင်ခုံးကနေပြီးတော့ထွက်ပြေးလွတ်မြောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုတောင်းတက်မလို့ TNL ကလိုက်လံရှင်းလေရစစ်တုံးပန်းအယောက်20ကိုဖမ်းဆီးရမိပြီးတော့လက်နက်ခဲယံ23လက်ကိုတင်စီရမိခဲ့တယ်လို့သိရပါဗျ။မိုးမိတ်မြို့မှာလည်းလက်ကျန်အကြမ်းဖက်စစ်ကောင်စီရဲ့တပ်စခန်းများကိုတောင်းတက်မလို့ TNL ကလိုက်လံရှင်းလေရမှာအကြမ်းဖက်စစ်ကောင်စီတပ်ရဲ့လုံခြုံရေးဂုံးကတနက်၈လက် RPG တစ်လက်ငကြင်းမီတစ်လက် 超市妈妈不要多得了，超市妈妈不要少得了，实在的妈妈哪贵得了，收收包。收到那个东西也没给交，不然还喜欢的，看没有。 ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းနဆိုးကြီးမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမှာအကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကား၃စီးကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာကားတစီးမီးလောင်ပျက်စီးပြီးအကြမ်းဖက်စစ်ကောင်စီဘက်ကထိခိုက်ဒေဆုံးသူများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ29ရက်နေ့မနက်၈နာရီအချိန်ကမှမန္တလေးဘက်ကနေရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သား အယောက်40ခန်းလိုက်ပါလာတဲ့စစ်ကား3စီးကိုရန်ကုန်မန္တလေးအမြန်လမ်းပိုက်တနေရမှာတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့ကားတစီးမီးလောင်ပျက်စီးကအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးသူများပြားခဲ့တယ်လို့သိရပါတယ်မီးလောင်တဲ့ကားကတော့အဲ့ဒီနားကရွာမှာပဲလောလောဆယ်အင်အား90လောက်နဲ့ကင်းမုံတွေချထားတယ်ထိခိုက်ဒဏ်ရာရတဲ့စစ်သားတွေနဲ့ကျန်တဲ့ပျက်စီးတွေကိုတော့ကျန်တဲ့ကားနှစ်စီးနဲ့တင်ပြီးတော့မိထီလာဘက်ကိုဆက်လက်ထွက်ခွာသွားပါတယ်လို့မြင်းညာခရိုင်အမှတ်လေးတက်ရင်နထိုးကြီး PDF ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ၎င်းတိုက်ခိုက်မှုကိုနထိုးကြီး PDF တပ်ဖွဲ့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့စစ်ရေးအရှိန်မြင့်ပြီးတော့တိုက်ခိုက်နေခြင်းကြောင့်ပြည်သူများအနေနဲ့လက်နက်ခဲယမ်းများဝယ်ယူနိုင်ရန်ထောက်ပံ့ပါဝင်ကူညီပေးကြပါရန်မြစ်တာရက်ခံထားကြောင်းနထိုးကြီး PDF တပ်ဖွဲ့ကပြောဆိုထားပါတယ်ဇူလိုင်လ22ရက်နေ့မိုးလွယ်တနအီခွဲအချိန်မှာရန်ကုန်မန္တလေးအမြန်လမ်းပိုင်းမိုင်းတိုင်အမှတ်33မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား35ဦးလိုက်ပါလာတဲ့စစ်ကားတစ်စီးကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်လက်ရှိအခြေအနေအရဈေးကွက်စီးပွားရေးစနစ်အစား အသင့်တော်ဆုံးဖြစ်တယ်။တမဝါယမစနစ်ကိုကျင့်သုံးရန်အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကအမိန့်ပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနေပြည်တော်မှာပြုလုပ်တဲ့စစ်ကောင်စီရဲ့6ပြင်းဆောင်2024အစည်းအဝေးမှာအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကအခုလိုအမိန့်ပေးပြောဆိုလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။မြန်မာနိုင်ငံမှာခေတ်အဆက်ဆက်အစိုးရများအနေနဲ့စီဝါရေးစနစ်အမျိုးမျိုးကိုအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေအရစီဝါရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရမှာ တမဝါယမစနစ်ဟာအသင့်တော်ဆုံးဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်။တမဝါယမစနစ်ဆိုဒီမှာစိတ်ဆန္ဒရည်ရွယ်ချက်တူညီတဲ့လုပ်ငန်းရှင်အချင်းချင်းတောင်းသူအချင်းချင်းစုဖွဲ့ဆောင်ရွက်ရတဲ့အသင်းအဖွဲ့စနစ်တစ်ခုဖြစ်ကြောင်းအကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့ပါတယ်။ပါတီစုံဒီမိုကရေစီစနစ်မှာဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိပြီးတော့ဈေးကွက်စီးပွားရေးစနစ်မှာအစိုးရကပါဝင်ဆောင်ရွက်နိုင်တဲ့လုပ်ငန်းတွေအစိုးရကပါဝင်ဆောင်ရွက်နိုင်ခြင်းမရှိတဲ့လုပ်ငန်းများရှိကြောင်းပြောဆိုခဲ့ပါတယ်။အဲ့ဒီလုပ်ငန်းများအဆင်ပြေချောမွေ့ဆောင်ရွက်နိုင်ရန်တမဝါရမစနစ်ဟာတင့်တော်တဲ့စနစ်တစ်ခုဖြစ်ကြောင်းမင်းအောင်လှိုင်ကပြောဆိုလိုက်ပါတယ်။ဒါကြောင့်တမဝါရမအသင်းများဖွဲ့စည်းပြီးတော့စိုက်ပျိုးရေး၊ဝင်းမြူရေးနဲ့ကုန်ထုတ်လုပ်ငန်းများကိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီးတော့အဲ့ဒီကနေမှတဆင့်စိုက်ပျိုးရေးနဲ့ဝင်းမြူရေးထုတ်ကုန်များကိုအခြေခံတဲ့စက်ယုံအလုပ်ယုံများတီထောင်ဆောင်ရွက်သွားစေလိုကြောင်းပြောဆိုခဲ့ပါတယ်။ အခုလိုမျိုးဆောင်ရွက်ရမှာစစ်ကောင်စီကအရင်အနည်းနှီးပညာနဲ့အခြားလိုအပ်တာများကိုကူညီထောက်ပံ့ပေးသွားမှာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။တမဝါရမစနစ်နဲ့တံမုံမြေထုတ်ကုန်များကိုထုတ်လုပ်နိုင်ရေးအတွက်ကြိုးပမ်းစီလိုကြောင်းအကြက်ဖက်ခေါင်းဆောင်မင်းအောင်လှိုင်ကအမိန့်ပေးပြောဆိုသွားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ကဲအဲ့တော့အားလုံးပဲ GEC မှာဈေးဝယ်ပါ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စစ်ကောင်စီကဝန်ထမ်းတွေအားလုံးကိုလသာတိုးမြင့်လိုက်တာရဲ့နောက်ဆက်တွဲပြင်ပဈေးကွက်မှာအမေရိကန်ဒေါ်လာတန်ဖိုးများမြင့်တက်လာတဲ့အချိန်ဗဟိုဘဏ်က73စီတင်သွင်းရန်လိုအပ်တဲ့အမေရိကန်ဒေါ်လာများရောင်းချမပေးတော့တဲ့အပြင်စီစိမ်းနှုန်းတွေကိုပါအနှိမ့်ဈေးနဲ့ဆက်လက်ရောင်းချခိုင်းနေတဲ့အတွက်73စီကုန်တယ်တွေဟာအခက်တွေ့နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အမေရိကန်ဒေါ်လာဟာ1ဒေါ်လာကိုငွေကျပ်9230အထိကိုမြင့်တက်လာတဲ့အချိန်စစ်ကောင်စီက စက်သုံးစီတင်သွင်းရလိုအပ်တဲ့ American Dollar များကိုအပြည့်အဝရောင်းချပေးခြင်းမရှိတော့ဘူးလို့သိရပါတယ်။ဒါ့အပြင်စက်သုံးစီဈေးနှုန်းများကိုလည်းမြင့်တက်လာတဲ့ American Dollar တန်ဖိုးနဲ့အညီလိုက်လံတက်ပေးခြင်းမရှိဘဲစစ်ကောင်စီတတ်မှတ်ထားတဲ့ဒေါ်လာငွေလဲနှုန်းနဲ့သာတွက်ချက်ရောင်းချပေးနိုင်မှုများကိုလှုံ့ဆော်နေတဲ့အတွက်စက်သုံးစီတင်သွင်းသူများအခက်တွေ့နေရတယ်လို့သိရပါတယ်။လက်ရှိတီလီဝါမှာစက်သုံးစီတင်သွင်းရအခက်အခဲဖြစ်ပေါ်နေပြီးတော့စီမထုတ်ပေးနိုင်မှုများလည်းရှိနေတယ်လို့သိရပါတယ်။ အခုဘဟုဘန်ကစီတင်သွင်းဖို့ဒေါ်လာရောင်းမပေးနိုင်တော့ပြန်ဘူးပြီးတော့73စီတွေကိုပြင်ပကဒေါ်လာဝယ်ပြီးတော့သွင်းလာတာကိုလည်းဘဟုဘန်တတ်မှတ်တဲ့ဒေါ်လာဈေးနဲ့စီဈေးနှုန်းကိုတတ်မှတ်နေတာကိုလည်းမပြင်းမဲဘူးအပြင်မှာကဒေါ်လာဈေးကတအားကိုတက်နေတာမုံလုံးကိုစက်ကူကတ်တယ်လို့ပဲဒီပြဿနာပဲခဏခဏပြန်ပြီးတော့ကြော့ပြီးဖြစ်နေတယ်ဒေါ်လာနဲ့ရောင်းမပေးဘူးရောင်းမပေးလို့ပြင်ပပေါက်ဈေးနဲ့စီသွင်းပြန်တော့လဲစီဈေးနှုန်းကိုအနည်းဈေးနဲ့ပဲတတ်မှတ်ထားတယ်အခုစီတွေထပ်ပြီးတော့ပြက်လက်နိုင်တယ်အခုတီလောဝါမှာ73စီတွေလုံလုံလောက်လောက်ထုံမပေးနိုင်ပြန်ဘူးလို့ 73စီတင်သွင်းသူတို့ကပြောဆိုထားပါတယ်လက်တလုံးမှာဓာတ်ဆီဈေးနှုန်းများဟာ92ဓာတ်ဆီတလီတာကို2630ကျပ်95ဓာတ်ဆီတလီတာကို2850ကျပ်စစ်ကောင်စီကတတ်မှတ်ထားပြီးတော့အဲ့ဒီဈေးနှုန်းများနဲ့ဆက်လက်ရောင်းချနေရတဲ့အတွက်73စီတင်သွင်းသူများဟာအရှုံးပေါ်နေတယ်လို့သိရပါတယ်လက်ရှိ73စီဆိုင်တချို့မှာ92နဲ့95ဓာတ်ဆီများပြတ်လက်ချင်း ဈေးနှုန်းအကန့်အသတ်နဲ့စီများကိုရောင်းချနေရခြင်းဖြစ်ပေါ်နေပြီးတော့တချို့စီဆိုင်တွေမှာဆိုရင်ကားတွေတန်းစီပြီးတော့ဓာတ်စီနဲ့ဒီဇယ်စီတွေပြန်လည်ဝယ်ယူနေရတယ်လို့သိရပါတယ်။မနေ့ကညက်နေနဲ့ညပိုင်းကစီလိုက်ဖြည့်ရတာတော်တော်လေးကိုခတ်သွားတယ်။အခုမနေ့တော့အရန်တော့မကြက်သေးဘူး။ကျွန်တော်ဖြည့်လာတာရှေ့မှာကားစီ20လောက်တော့တန်းစီလိုက်ရတယ်။92ဓာတ်စီကို3000ဘုပဲရောင်းပေးတော့တယ်လို့အခုမနေ့ပိုင်းလိုင်းသာမြို့နဲ့ရွာမခွေးမှာရှိတယ်။မြက်မြက်တာမွန်73စီအယောင်းဆိုင်မှာစီထည့်ခဲ့တဲ့အငားရင်ပေါင်းတအုပ်ကပြောဆိုထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးမဲ့ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ